ကံလို့အမိကြတဲ့ရောက်ခွေးပြီးသူများကလည်းနောက်ထပ်သွားကြမယ်လို့ရည်စူးကြတယ်လို့မရောက်သေးသူများကလည်းတနေ့တော့ရောက်အောင်သွားအောင်မယ်လို့ဆန္ဒရှိကြစမယ်ဖြစ်ပါတယ်။တမိုင်းစင်လာကြီးမှခဲ့တဲ့ပကံမှာတိထားကိုခဲ့တဲ့ဖျားစီဒီများလည်းနောက်ကျောင်းညာဆွေများစွာနဲ့ရှိကြပါတယ်။ပကံခင်းတဲ့ပကံဖျားများတမိုင်းဟာခွဲခြားလို့မရအောင်တသားရေးဖြစ်နေပြီးတော့မြန်မာနိုင်ငံတွင်းသို့မြန်မာနိုင်ငံသားများဝေရောက်လာပြီးနောက်တွင်ဖြည်းဖြည်းနဲ့ အင်အားကြီးမဆုံးအနေထားသို့ရောက်ရှိနေခြင်းဖြစ်ပြီးတော့ဒီနေ့မြန်မာနိုင်ငံအနီးပါးမြကျယ်ဝန်းတဲ့ပကံပိုင်နဲ့ကိုလည်းတိမ့်ပိုက်အုပ်ချုပ်နိုင်ခဲ့ပါတယ်။ရှေးစာတို့စာဆိုများကတော့လဲဝင်ယူတန်တညာညာပကံဖျားပေါင်းလို့ဆိုခဲ့ကြပြီးတော့ပကံဖျားများတမိုင်းနေကတော့ဝါတော်ကြီးတာနှစ်ပြစ်တော့တကူကြီးတာရှေးစီကိုဒုရယ်ကြီးတာဓမယံကြီး နုပညာမအနန္တာရှုခင်းကောင်းတာဖူဖျားကြောက်စားဆွေရင်ရစီစံတော်စစ်တရှိစံတော်ညံတော်မျက်နာတပ်ပြီညုစွတောင်းပြတာလူတော်ပြီအစတမြေစတမြေပေါ်